1969ခုနှစ်ဇွန်လမှာတော့ကမ္ဘာသမိုင်းရဲ့အံပွဲစစ်စင်ရေးတစ်ခုဖြစ်ပွားခဲ့ပါတယ်။ရန်သူတွေနဲ့ဝိုင်းရံချင်းခံနေရတဲ့နိုင်ငံငယ်လေးတစ်ခုဟာ6ရက်အတွင်းမှာပဲမြန်မြန်နဲ့မမှန်ပြင်းထန်စွာတိုက်ခိုက်နိုင်ခဲ့ပါတယ်။ဒီစစ်ပွဲရဲ့ဖြစ်ပွားရာဒေသကတော့အကြောက်တရားနဲ့အာနာပြန်ဆိုင်မှုတို့ကြားကဝေးဖွာလာတဲ့အရှိအလယ်ပိုင်းဒေသကစစ်ပွဲတစ်ခုပဲဖြစ်ပါတယ်။ဒါဟာ6ရက်ကြာစစ်ပွဲရဲ့ဇလန်းကြောင်လေးဖြစ်ပါတယ်။ ဒီစစ်ပွဲရဲ့အကြောင်းရင်းက1948ခုနှစ်အစ္စရေးနိုင်ငံလွတ်လပ်ရေးရတဲ့ချိန်ကနေစတင်ခဲ့ပါတယ်ဒီစစ်ပွဲပြီးမှစစ်ပြေငြိမ်းရေးတာရခဲ့ပြီးငြိမ်းချမ်းရေးမရရှိခဲ့ကြပါဘူးအဖက်ဖက်ကတပ်တွေစုခွာသွားပေမဲ့ရန်လိုစိတ်တွေကတော့ကြံရစ်နေခဲ့ပါတယ်ထို့ချိန်မှစပြီးနောက်နှစ်20အတွင်းအစ္စရေးနယ်သက်ရှောင်းပြည်ပခါများအကြာခဏဖြစ်ပွားခဲ့ပါတယ်အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့အစ္စရေးရဲ့ပြန်လည်လက်တော့ပြန်မှုတွေက ဒီဒေတာတွေကိုစေမီတောက်လာစေခဲ့ပါတယ်။အီဂျစ်ခေါင်းဆောင်နက်ဆာရဲ့အာရတ်မျိုးသားရေးဝါဒကလည်းဒီမီကိုပို့ပြီးတော့လောင်မြိုက်စေခဲ့ပါတယ်။နက်ဆာဟာအာရတ်ကဘာတစ်ခုလုံးစူးစီးကိုရီမှန်းခဲ့ပြီးတော့အစ္စရေးကိုအဓိကတားဆီးပုံရံသူဖြစ်မြင်ခဲ့ပါတယ်။ဆိုဗီယက်ရဲ့အကူအညီနဲ့အီဂျစ်တွေဟာလက်နက်အသစ်တွေကိုဝယ်ယူတပ်ဆင်ခဲ့ပါတယ်။1956ခုနှစ်မှာအစ္စရေးက ဗီတိန်နဲ့ပြင်သစ်တို့နဲ့တူစူးအပ်တိုက်ပွဲမှာဝင်ရောက်ပါဝင်ခဲ့ပါတယ်စီရေးရအောင်နိုင်ပေမဲ့နိုင်ငံတကာပြားကြောင့်အဆိုပါဒေတာမှပြန်လည်ဆုတ်ခွာပေးခဲ့ရပါတယ်ဒါပေမဲ့1969ခုနှစ်မေလမှာတော့မုံတိုင်းဟာစတင်တိုက်ခတ်ခဲ့ပါပြီမေလ16ရက်နေ့မှာအီဂျစ်ကဆိုင်းနိုင်ကကုလသမဂ္ဂငြိမ်းချမ်းရေးတပ်တွေကိုထွက်သွားဖို့တောင်းဆိုခဲ့ပါတယ် နောက်နှစ်ရက်ကြာမှပဲအီဂျစ်တပ်တွေဟာစိုင်းနိုင်ကျွန်းဆွယ်ဒေသမှာဝင်ရောက်တက်ဆွဲခဲ့ပြီးမေလ22ရက်နေ့မှာတော့အစ္စရေးတင်မော်တွေအတွက် တီရန်ရေလက်ကြောင်းကိုပိတ်ထားလိုက်ပါတယ်။ဒါဟာအစ္စရေးအတွက်အာရှနဲ့ဆက်သွယ်ရေးအဓိကလမ်းကြောင်းဖြစ်တာကြောင့်စစ်ဖြစ်ဖို့ရန်အတွက်အကြောင်းခံလာပါတော့တယ်။အစ္စရေးတို့အနေနဲ့လည်းဒီဟာသူတို့အတွက်စစ်ကြေညာတာပဲလို့ယူဆခဲ့ပါတယ်။1969ခုနှစ်ဇွန်လ9ရက်နေ့နနက်အစောမှာတော့ အစ္စရေးတပ်တွေဟာပြမောင်းဆုံးချိန်စတင်ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ Operation Focus ပြာအစ္စရေးလေယာဉ်200နီးပါးကအီဂျစ်လေယာဉ်ကွင်းတွေကိုရုတ်တရက်မြန်မြန်ဆန်ဆန်ပဲဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ဒီစစ်စင်ရေးဟာအောင်မြင်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။၃နိုင်အတွင်းအီဂျစ်လေယာဉ်300ကျော်ကို ရေပြင်မှာပဲဖျက်ဆီးနိုင်ခဲ့ပြီးဆီးရီးယားနဲ့ဂျော်ဒန်ကိုပါပြင်မှတ်ထားတိုက်ခိုက်နိုင်ခဲ့ပါတယ်။အာရတ်လေတံများပြန်လည်တုံ့ပြန်မှု ဝေရင်တို့မတက်ရောက်လာနိုင်ခင်မှာပဲဖျက်ဆီးခံခဲ့ရပါတယ်။ဤသို့ဖြင့်အစ္စရေလအနေနဲ့တပတ်ရန်သူရဲ့လေချောင်းကိုထိန်းချုပ်မှုရရှိပြီးနောက်အစ္စရေလကြီးတပ်များဟာရှေတိုးတိုက်ခိုက်ခဲ့ပါတယ်။အစ္စရေလတပ်များဟာယခုအခါမှာတော့စစ်မျက်နှာသုံးခုစလုံးမှာတပြိုင်နက်တည်းစတင်တိုက်ခိုက်နေပြီဖြစ်ပါတယ်။တောင်ဘက်ကအီဂျစ်အရှေ့ဘက်ကဂျော်ဒန်မြောက်ဘက်ကဆီးရီးယားတို့နဲ့တိုက်ခိုက်နေတာဖြစ်ပါတယ်။ အစ္စရေးတပ်ဖွဲ့တွေဟာဆိုင်းနိုင်ကျွန်းဆွယ်ကိုကျော်ဖြတ်ခဲ့ပါပြီးမြေမျက်နှာတွင်ပြင်ကတော့ကြမ်းတမ်းပေမဲ့ခုခံမှုတွေဟာမြင်မြန်ဆန်ဆန်နဲ့ပြိုလဲခဲ့ပါတယ်ဇွန်လ10ရက်နေ့မှာတော့အစ္စရေးတပ်တွေဟာစူအတ်ဒူးမြောင်းထိရောက်ရှိသွားခဲ့ပြီးဖြစ်ပါတယ်ဂျော်ဒန်တပ်တွေကဂျေရုဆလင်မြို့ကိုဝိုင်းဝန်းပြီးတော့အကြီးအကျယ်ပစ်ခတ်ခဲ့တဲ့အတွက်အစ္စရေးကဆက်လက်ပြီးတော့ဂျေရုဆလင်မြို့ကိုလည်းထိုးစစ်ဆင်ခဲ့ပါတယ် ဇွန်လ9ရက်နေ့မှာ အစ္စရေးလေတီတပ်သားတွေကမြို့ဟောင်းတဲကိုဝင်ရောက်နေရယူနိုင်ခဲ့ပါတယ်။မြောက်ဘက်မှာတော့ဆီးရီးယားတပ်တွေကအစ္စရေးကျေးရွာတွေကိုအကြိမ်ကြိမ်ပစ်ခတ်ခဲ့တာကြောင့်ဇွန်လ9ရက်နေ့မှာအစ္စရေးကကိုလန်ကုန်းမြေကို တိုက်ခိုက်ခဲ့ပါတယ်။တရက်အတွင်းမှာပဲအစ္စရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်ဆီးရီးယားတပ်တွေစုခွာသွားပြီးတော့ဒီနေရာကိုအပိုင်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ဇွန်လ10ရက်နေ့မှာတော့ စစ်ပွဲဟာပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။အစ္စရေးဟာသူ့ရဲ့နယ်မြေကိုနဂိုထက် သုံးစတိုးချဲ့နိုင်ခဲ့ပါတယ်။တိမ့်ပတ်ရရှိတဲ့နယ်မြေတွေဟာဆိုင်းတိုင်းကျွတ်ဆွဲဂါဇာကမ်းမြောင်ဒေသအနောက်ဘက်ကမ်းနဲ့အရှိဂျေရုဆလင်ဘိုလန်ကုန်းမြစ်လိုကိုရရှိခဲ့ပါတယ်။ဆုံးရှုံးမှုတွေအနေနဲ့ကတော့အစ္စရေးအနေနဲ့တပ်သားတထောင်အောင်ဆုံးရှုံးခဲ့ပြီးတော့အာရတ်တပ်တွေအနေနဲ့နှစ်တောင်းကျော်ဆုံးရှုံးခဲ့ပါတယ်။ဒုက္ခတွေအရေးအတွက်မှာလည်း အစ္စရေးလက်အောက်မှာပါလက်စတိုင်းသားတတန်းကျော်နေထိုင်ခဲ့ရပါတယ်။နိုင်ငံရေးကျိုးဆက်တွေကကြီးမားခဲ့ပါတယ်။အာရက်ကဘာကအန်အားသင့်ခဲ့ရပြီးသူတို့ခေါင်းဆောင်တွေအနေနဲ့လည်းအရှက်ကြီးကွဲခဲ့ရပါတယ်။အောက်ကုလမှာအာရက်ထိပ်သီးညီလာခံက သုံးမဖြစ်သောဆုံးဖြတ်ချက်ကိုထုတ်ပြန်ခဲ့ပါတယ်။အစ္စရေးကိုအတိမတ်မပြုရနဲ့၊ငြိမ်းချမ်းရေးမလုပ်ရနဲ့၊ညှိနှိုင်းမှုမလုပ်တော့ရန်ဆုံးဖြတ်ချက်၃ခုကိုထုတ်ပြန်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့ကုလသမဂ္ဂကအစ္စရေးတပ်များစုဖွဲ့ရေးနဲ့အာရပ်နိုင်ငံများကအစ္စရေးနိုင်ငံကိုအတိမှန်ပြပြီးတောင်းဆိုခဲ့ပေမဲ့နှစ်ဖက်စလုံးကတော့အပြေအဝမလိုက်နာခဲ့ကြပါဘူး။ဒါကတော့နောင်စစ်ပွဲတွေရဲ့ဏ္ဍန်ပဲဖြစ်ပါတယ်။ချောက်ရက်ကြစစ်ပွဲကဂုံယူစရာတွေနဲ့ဝမ်းနည်းစရာတွေမပြေလည်သေးတဲ့အရှုပ်တော်ပုံတွေကိုခြံရစ်ထားခဲ့ပါတယ်။ဉာဏ်မိတ်တွေကိုပြန်လည်ရေးဆွဲခဲ့ပေမဲ့လူနှလုံးသားတွေကတော့မပြောင်းလဲနိုင်ခဲ့ပါဘူး။ သူရဲကောင်းတွေကိုဝိထုတ်ပေးခဲ့သူဒုက္ခတွေတွေလည်းတန်းနဲ့ချီဖြစ်ပေါ်စေခဲ့ပါတယ်။အရှိလေပိုင်းမှာစစ်ပွဲတစ်ခုကို6ရက်နဲ့အနားယူနိုင်ပေမဲ့ငိန်ချမ်းရေးကတော့မျိုးဆက်တွေချီကြာမြင့်နိုင်ကြောင်းတတ်သိပြခဲ့ပါတယ်။6ရက်ကြာစစ်ပွဲက1969ခုနှစ်မှာပြီးဆုံးသွားခဲ့ပေမဲ့လည်း၎င်းရဲ့အကျိုးဆက်တွေကတော့ယနေ့ထိတိုင်းအရှိလေပိုင်းကို ပုံဖော်နေဆဲဖြစ်ပါတယ်။